ဒီနေ့မှာတော့ဒီမတ်တန်မှာ random ဘို့အတွက်အရင်ဟော့နေတဲ့ hero တွေကိုကျွန်တော်ပြောပြပေးမယ်။ Okay အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် jungle rule ကနေစလိုက်မယ်။အစားတော့ကတော့ဒီ join အလောက်ထိမပန်းကြဘူးပေါ့နော်ဒါပေမဲ့ဒီ method မှာတဖြည်းဖြည်းဆော့တာများလာတဲ့အချိန်မှာဒီ join ကစပြီးတော့ပန်းကြတယ်ကျွန်တော်ထင်တာတော့ပွဲတိုင်းလို့လို့ပန်းနေလို့ထင်တယ်အကယ်၍မပန်းလည်းယူကြတယ်ပေါ့နော်အဲ့တော့ join တော့ဒီ list ရဲ့ပထမဆုံးမှာရှိရယ်နောက်ထပ် hero တစ်ကောင်ကတော့ julian ဒီ hero ကအရင် method မှာတည်းကဒီ ban list တွေကိုရောက်နေပေါ့နော် အဲ့တော့သူနဲ့လိုက်တဲ့ Rose ကို nerf လိုက်တာတော့မှာပဲဒီ hero က Bannister မှာရှိတော့မယ်။နောက်ထပ် hero ကတော့ဒီ revenge လုပ်ထားတဲ့ Hanzo ပေါ့နော်။တကယ်ကြမ်းနေအဲ့တော့ပွဲတိုင်းဘန်းမှာဒီ hero ကိုဘန်းမှာထပ်ပြပါမယ်။ဆောင်းကျွန်တော်တော့ပေါ့နော်။ဆောင်းဝင်ကြမ်းနေဒီ hero ရအဲ့တော့ yeah Hanzo ကတော့ကင်ကြတယ်ပေါ့နော်။ Okay နောက်ထပ် hero တကောင်ကတော့ Hayabusa ဟဲဘူဇာကဒီအရင်မတားမှာတည်းကဒီမထွက်တော့ဘောနော်အဲ့တော့ဒီဟီးရိုးကဘန်နစ်စတာထွက်ချင်နေဆိုရင်မွန်တွန်းကတခုခုတော့လုတ်ပြီးမှရမယ်တို့ကြအတ်တီမိတ်ကိုဖျောက်လိုက်တာပဲဖြစ်ဖြစ်ဘောနော် ဲ့လိုလုံးသွားပဲဒီ high abusa banish တဲ့အထွက်မှာ okay ကျွန်တော်နောက်ထပ် run တင်ဖို့ကောင်းတဲ့ hero တစ်ကောင်တော့ suyu ပေါ့နော် suyu က nef.nef ခံလာရတယ်သူရဲ့ဒီ magic damage ရှော့တဲ့ဟာကို nef လိုက်တယ်ပေါ့နော်ဒါမဲ့လေဒီ hero က pit လို့ကောင်းတော့မယ် damage တွေပါတယ်လုံးဝမလျှော့လိုက်ဘူးအဲ့တော့ဒီ hero ကတော့ pit လို့ကောင်းတော့မယ်ပြီးတော့ဒီ draft ထဲမှာနည်းနည်းလွတ်တဲ့ထဲမှာပါတယ်လို့ပြောလို့ရရယ်ဘာလို့လဲဆိုတော့ဒီ ban ကြတာဒီအရှိလေးကောင်ပို့ပြီးတော့ ban ကြတယ်ပေါ့နော်အဲ့တော့ suyu ကတော့နည်းနည်းလွတ်တဲ့ထဲမှာပါတယ် okay အဲ့တော့နောက်ဆုံး hero တစ်ကောင်အနေနဲ့ကတော့ fan ကြီးပေါ့နော် ဖန်နီကတော့ပြောရရင်ဒီ glory attack player ဒီမှာမှတွေ့ရတာများတယ်အဲ့ run ရဲ့အထက်ပိုင်းလောက်မှမှ fanny ကိုမြန်မြန်မြင်ရတယ်ပေါ့နော်အဲဒီ run နည်းနည်းဒီ owner အထက်တို့ဘာလို့မှတော့အဲ့လောက်ဘန်ကြတော့တိတ်မရှိဘူးကင်လို့ရရပေါ့နော်အကယ်၍ glory အထက်ရောက်သွားမှဒါဒီ fanny တွေဘာလို့ဘန်ကြတာ okay အဲ့တော့ကျွန်တော်ဒီ fanny ကတော့ glory အထက် player ရဲ့အတွက်ကျွန်တော်ထည့်ပေးလိုက်တယ် ေဒါတော့ကျွန်တော် jungle road အတွက်ဆူထားပြီး hero တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော် maxman road တို့ကြည့်ကြမယ်အဲ့တော့ဒီ maxman road ရဲ့ပထမဆုံး hero ကတော့ brody brody ကပြောရရင်ဒီအရင် season မှာတည်းက meta တော့မဟုတ်ဘူးဒါပေမဲ့ဒီ season မှာတော့ဒီ meta ထဲကိုတော်တော်လေးဝင်လာတော့တွေ့ရတယ်သူကြတော့ buff တာပေးရတခုရှိရဲဒါကြတော့ကျွန်တော် spell သုံးပြီးပြန်ပြည့်တဲ့ speed ကိုမြန်ထားပေးရပေါ့နော်နောက်တဲ့ hero တကောင်ကတော့ irritor အဲ့တော့အခု meta မှာဒီ brody နဲ့ irritor ကိုမရရအောင်ယူကြရပေါ့နော်အဲ့တော့တစ်ဖက်မှာ brody ပါဆိုရင်တစ်ဖက်မှာ irritor ပါအဲ့တော့ ဖြစ်ရတာလေအခုမက်တာပြန်ဖြစ်လာရယ်အဲဘာလို့လဲဆိုတော့သူကပြောရင် critical ကိုမှ best damage တော်တော်ထွက်ထဲမှာပါရယ်ပေါ့နော်အဲ့တော့ irritant လေဒီ matter တဲ့ကိုဝင်လာရယ် okay နောက်တဲ့ hero တကောင်တော့ herit အော်ဒီ hero ကတော့အရင်ကမက်တာမှာရှိပြီသားဆိုတော့အဲ့တော့ပြောကြရမလို့လို့ထင်တယ်အဲအခုတိလေကောင်းတော့ပဲပေါ့နော် match man route ထဲမှာနောက်ဆုံးကြက်နေ hero ကတော့ granger အော်ဒီ hero က net fighter man နေဒီကျွန်တော်ဒီတနက်ရဲ့ speed ပေါ့နော် ဲ့ဒါကိုရှင်းလိုက်တာအမှန်နဲ့ဒါပေမဲ့ဒီ hero ကကြမ်းတုံးပဲပေါ့နော်သူများရဲ့ဆော့ဆောင်ရွက်ကြမ်းနေအဲ့တော့ကျွန်တော်ကတော့ဒီကျွန်တော် maximum ဆော့ပြီဆိုရင်များတော့ဘီ grandeur ကိုတော့ ban နေပြောရင်ဒီ hero တို့ဘာလို့ကထင်ရလွယ်သေးတယ်ဒီ grandeur ကျတော့ပြောရရင်အရန် early night ဝင်ဆိုရင်ထင်ရခက်တယ်ဗျာအဲ့တော့ yeah grandeur တော့ဒီ matter ထဲမှာရှိတုံးပဲ okay ဒါကတော့ဒီ maximum rule ထဲမှာကြမ်းနေတဲ့ hero တွေကိုဆူတာပြရဖြစ်ပါတယ် okay အဲ့တော့ exp rule အတွက်ပထမဆုံး hero ကတော့ cc ဲ့တော့ CC ကတော့တကယ်ဝမ်းဝမ်းမှတော်တော်လေးကောင်းတဲ့အနေအထားမှာရှိရယ်များတော့အဖြစ် EXP Hero တွေကို CC ကဘိုင်ဝမ်းအုပ်လို့ရတယ်အဲ CC ကြောက်ရမှာတကောင်လောက်ကဒီ Phobia လောက်ပဲပေါ့နော်အဲ့တော့ CC ကဒီ Meta ထဲမှာဝင်နေရယ်ပေါ့နော်နောက်တဲ့ Hero တကောင်ကတော့ Argus Argus ကတော့ဒီသူ့ရဲ့ဂွေနဲ့ရောက်တော်ပြီဆိုရင်တော့ Shape ပြင်းပြီပဲပေါ့နော်အဲ့တော့အဲဒီ Hero ကလည်းပြောရရင်တော့နည်းနည်းယူလို့ကောင်းတဲ့ထဲမှာပါနေရယ် HP Land ထဲမှာပေါ့နော်နောက်တဲ့ hero တကောင်ကတော့ကိုပဒန်းပေါ့နော်အဲ့တော့ကိုပဒန်းကအရင်မတ္တာမှာထဲကမထွက်တော့ဘူး အဲအခုတိလေကင်လို့ကောင်းတော့ပဲပေါ့နော်ကိုက room ပဲဆော့ချင်တာ hp ပဲဆော့ချင်တာတော်တော်လေးကိုကောင်းတဲ့အနေထားမှာရှိတော့မယ်အဲ့တော့ ban ကြတယ်ပေါ့နော်မ ban လည်းယူကြတယ် okay နောက်ထပ် hero တကောင်တော့ဒီတမန်ကြားပေါ့နော်အဲ့တော့တမန်ကြားဘလောက်ကျန်လဲဆိုတော့တကယ် RAM မှာတွေ့ပွဲသူဆိုတော့တိမယ်အဲ့တော့တကယ်ကျန်တယ်ပေါ့နော်အဲများရောဖြစ်ဒီ HP လေးကောင်တွေမှာဒီ Lucas ကတော့အပန်းခံရဆုံးလို့ပြောလို့ရရယ် Okay အဲ့တော့ဒီ HP တို့ထဲမှာနောက်ဆုံး Hero Freya ဖရေယာတော့ပြောရရင်ပွဲတိုင်းမှာတော့တိတ်တော့မတွေ့ရဘူးဒါမဲ့လေအဲကျန်းနေပေါ့နော်ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်ဒီ hero meta win နေတည်းရလို့ထင်တယ် hp ဒီမှာပြောရရင်တော့ဒီ၅កောင်းလောက်ပဲဖြစ်ဖြစ်မြမြောက်ရှိတယ်ပေါ့နော်ကျွန်တော်အတွက်ပေါ့နော်အဲ့တော့ဒါတော့ hp တို့တွေဖြစ်ပါတယ်အဲ့တော့ roll name ပထမဆုံး hero ကတော့ clear ဒီ hero ပြောရရင်ဘာကြောင့် meta ဖြစ်လဲဆိုတော့အဲ့လောက်ပြောစရာမလိုလို့ထင်တယ်အဲပြောရင် flicker ခုံပြီးတော့တာဝါလေးဆွဲထည့်တဲ့အကွက်တွေတို့အဲ့လိုမျိုးရန်တူလေးဆွဲထည့်တဲ့အကွက်တွေတို့ဆိုတာတကယ်မခံစားနိုင်ဘူးပေါ့နော် အဲ့တော့ဒီ hero ကတော့ meta tail ကိုဝင်နေရယ် okay အဲ့တော့နောက်ထပ်ဒီ round နဲ့မှနည်းနည်းကြိုင်လို့ကောင်းတဲ့ hero က floran ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ floran နာမည်ပေးထားတာတခုရှိရယ်အဲဘတ်ဆောင်သုံးလို့ပေးထားရယ်ဘာလို့လဲဆိုတော့ तू က healing လည်းပါရယ် stand လည်းပါရယ်ပြီးတော့ तू healing က global ပေါ့နော်အဲ့တော့တော်တော်လေးကိုကြိုင်လို့ကောင်းတဲ့ထင်ပါလဲပါရယ်အဲပြောရရင်တော့ဒီ meta နဲ့အရန်လိုက်တယ်ပေါ့ဗျာဒီ hero က နောက်တော့ဟီရိုတကောင်တော့မေတီတာအဲ့တော့မေတီတာကဘာကြောင့်ကင်တာများကြလဲဆိုရင်ကျွန်တော်ဒီစပေတောင်းလို့ကောင်းတယ်ပေါ့နော်ပြီးတော့ဝင်ပြီးတော့ပြန်ကယ်ထုတ်လို့ရတယ်အဲ့တော့ဒီဟီရိုကလည်းမေတာဖြစ်နေရယ်နောက်တော့ဟီရိုတကောင်တော့ချစ်သူကတော့မေတီတာနဲ့မတူဘူးပေါ့နော်ချစ်ပြတော့အာတိုင်လို့လားအကုန်ဝင်ကြုံးမဲ့ဆိုရယ်ပုံစံနဲ့ချာလေဟီရိုအဲ့တော့အရင်ဒီချစ်ကလည်းပြောရရင်တော့อืมအရင်အများကြီးတော့မတွေးရပါမိမယ် ကင်ကြတယ်ဗောနော်အဲ့တော့ drone ထဲမှာတော့ပြောရရင်ဒီ hero တွေကတော့အကင်အများဆုံးလို့ပဲထင်တယ်အဲ့တော့နောက်ဆုံးကျတဲ့ hero နှစ်ကောင်ကတော့ဒီအမာတောင်နှစ်ကောင်ဗောနော်ပြောရရင်ဒီမှာ high loss ရယ်ပြီးတော့ကတော့ကြရယ်အဲ့တော့အမ်အရင်လည်းမတွေးရှင်ဘူးကိုကတက်မယ်ဆိုချင်တယ်ဆိုတော့ဒီနှစ်ကောင်ဒါယူလိုက်ဗောနော်အဲမာလဲမာလဲပြင်သူ့မှာအဆုံပါတယ်ဗျာအဲ့လိုဝင်တိုးရှင်လား stand ရှင်လားအဲ့လိုအကုန်ပါတဲ့အတွက်ဒီ hero နှစ်ကောင်ကတော့ meta ထဲရောက်နေတယ်လို့ထင်တယ် โอเคအဲ့တော့နောက်ဆုံးကြံ့တာကတော့ဒီမေရူပေါ့နော်အဲ့တော့မေကတော့ကျွန်တော်အလောက်ကြီးကိုင်းနေတယ်မှာတော့မပါဘူးဒါပေမဲ့ကျွန်တော် rank တင်တော့ကအဲ့လိုမက်တာဝင်ရဲ့ဟီးရိုးတွေကျွန်တော်တွေ့ဖြစ်တဲ့ဟီးရိုးတွေကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ပထမဆုံးဟီးရိုးကတော့ဥဒိုရာအခုလိုမျိုးဒီလို assassin jungler တွေခေတ်သားနေတဲ့အချိန်မှာအဲဒီဥဒိုရာပြောရရင်ကျွန်တော်အတွက်ပေါ့နော်ဒီမက်တာဝင်ရဲ့လို့ပြောလို့ရရယ်โอเคအဲ့တော့ mission မှာကြံတဲ့ဟီးရိုးတွေကတော့ဒီ၄កောင်ပေါ့နော်အဲ့တော့ Xavier, Sicilian, ပြီးတော့ Changke နောက်ပြီးတော့ Selina ပေါ့နော် အဲ့တော့ဒီ၄ကောင်ကတော့ကျွန်တော်ဒီ rent တင်တော့အများတော့အပြင်တွေ့ရတဲ့ hero တွေအဲဒီ control ကောင်းတဲ့ hero တွေပါမယ်ပြီးတော့ damage များတဲ့ hero တွေပေါ့နော်အဲ selina တို့ပါလို့ဆိုတယ်အဝေးကနေပြီးတော့အဲ့လို stand တစ်ခုမိသွားတဲ့ဝင်ဖြတ်လို့ရတဲ့ hero တွေကိုပို့ပြီးတော့တွေ့လာရရဲအဲပြောရရင်တော့ဒီ best damage hero တွေပေါ့နော် โอเคဒါကတော့ကျွန်တော်စီစဉ်36ရဲ့အဲ့လို run တင်လို့ကောင်းတဲ့ hero တွေကိုကျွန်တော်ဆူထားပေးရဖြစ်ပါတယ်အဲ့တော့ဒီ hero တွေကများသောအားဖြင့် ban ban ကြတယ်တပမဟုတ်လွတ်လည်းယူကြတယ်ပေါ့နော်အဲ့တော့ run တက်ချင်တဲ့ပါ냐ဆိုတော့ဒီ hero တွေကိုများသောအားဖြင့်ယူကြဖို့ကျွန်တော်ကတော့တိုက်တွန်းချင်တယ်โอเคအဲ့တော့ကျွန်တော် hero list ကိုလည်းဒီလိုမျိုးလေးပြန်ဆူထားပေးပါတယ်အဲ့တော့အခုချိန်မှာပဲ hero တွေ journey ရဲ့ပါ냐အဲ့လိုဒီ list တဲ့ ပို့ပြီးတော့တိုးရှင်းနေဆိုတော့ကျွန်တော်အောက်မှာမန့်ခဲ့ပေးလို့ရတယ်ပေါ့နော်ပြီးွားရင်အဲကျွန်တော်တို့ဒီချိန်ဒီအားပေးလာကြတဲ့သူတွေအားလုံးလည်းတကယ်ကိုကျေးဇူးတင်ပါတယ်အဲ့တော့ like and subscribe တွေမလိုရသေးရင်လည်းလုပ်ခဲ့ပေးအောင်ပေါ့နော် okay အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you guys